میں پی میں 1962ခုနှစ်ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ဒေါ်လာရင်းကောင်စီအာဏာရကလေးကစတင်ခဲ့တယ်လို့ပြောရင်ရပါတယ်။ဒီချိန်ထဲကစတင်ပြီးတော့ပညာတတ်လူငယ်တွေရဲ့ဘဝဟာမရေရာမှုတွေအနေရည်နဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒီထဲထဲမှာအချိန်ကရှမ်းပြည်နယ်အတွင်းတီဘောနယ်ကိုအပိုင်စားရတဲ့တီဘောဆော်ဘာစက်ကြာဆိုင်ရဲ့တဦးအပါဝင်ဖြစ်ပါတယ်။ကျွန်တော်ကော်လိုရာဒိုပြည်နယ်ကိုရောက်ရှိစဉ်မှာတီဘောဆော်ဘာစက်ကြာဆိုင်ရဲ့မဟာဒေဝီဖြစ်ခဲ့သူစောသူဆန်နီကအင်္ဂါစာကျင်နဲ့တွေ့ဆုံပြီးတော့သူ့ဘဝကောက်ကြောင်းတစ်စိတ်တစ်ပိုင်းကိုမေးမြန်းထားပါတယ်။ ဟုတ်ကဲ့မင်းစင်းကစာချင်းခင်ဗျအခုလို့တွေ့ဆုံခွင့်ပေးတာအထူးပဲကျေးဇူးတင်ပါတယ်မင်းစင်းကစာချင်းဟာဒီဘောစောဘွားကြီးရဲ့မဟာဒေဝီဖြစ်နေမြမပြီးမှနေခဲ့ရဘူးတယ်လို့ကျွန်တော်တို့သိရပါတယ်စောဘွားကြီး ਨੇ ဘလို့စတရရဲ့ဆိုတော့အရင်ဆုံးပြပြပေးပါလားပြောမယ်အဲချင်မာဟိုရှိတော့ငါဆယ်ငါဆယ်အဲမမမီတော့ပို့ပဲ90နဲ့ကြော်ပြီဟိုရင်90လောက်ကကျမတီဘောစောဘွားနဲ့ ကော်လိုရာဒိုမှာတွေ့ခဲ့ရတယ်ကျမနဲ့ဒီဘောစော်ဘွားကကော်လိုရာဒိုတက္ကသိုလ်မှာအတူတက်ခဲ့ကြတာပါကျမကဗီယက်နမ်ဩစတြေးလျကလာပြီးတော့တက္ကသိုလ်တက်ခဲ့တာလေကျမနဲ့ဒီဘောစော်ဘွားကအမေရိကန်မှာပဲမင်္ဂလာဆောင်ခဲ့ကြတာပါဒါပေမဲ့ကျမယောက်ျားကသူစော်ဘွားဖြစ်တဲ့အကြောင်းဘာမှမပြောခဲ့ဘူးလေသူနဲ့သာချစ်ခင်ပြီးတော့အချင်းလင်မယားဖြစ်ခဲ့ရတာ သူတီဘောစော်ဝမ်းမယ်ကျမတော်တော်နဲ့ကိုမသိခင်ဘူးရှင်ဆောင်းလေဒါမဲ့အဆောက်တီဘောစော်ဝမ်းဟိုရင်သူစော်ဝဖြစ်တဲ့အကြောင်းဘာမှမပြောဘူးဟိုရင်ကျမရဲ့အဲ့ဒီအဲ့ဒီအဲ့ဒီဟိုရင်တူတူနဲ့သိသွားတယ်ပြီးခင်ထွက်ချစ်သွားတယ်အခါမှသူစော်ဝဖြစ်တဲ့အကြောင်းကျမမသိပါဘူး စัจจဆိုင်ကိုဒီဘောဆိုဘအဖြစ်ဘယ်ချင်းကြတော့မှသိကြတာလဲခင်ဗျာရန်ကုန်မှာဟိုအင်ချမဟိုဒင်အစတိမောကထွက်ထွားတဲ့အခါမှာသိသွားတယ်ဟောဆောက်ချက်ဆိုင် mining engineer ชีဖြစ်တယ်အဲ့ဒါမဲ့ဒါမှမဟုတ်ဘူးအလုံး not အလုံးမဟုတ်သေးဘူးနောက်မှဒီဘောဆိုဘဖြစ်မယ်ပြီးတော့ အင်းငယ်ဟောကျမဟိုတင်ဒီလိုရှင်ရောက်တဲ့အခါမှာကျမခင်မဆက်ကြဆိုင်ဟာမိုင်းနင်းအင်ဂျင်နီယာတယောက်တာမဟုတ်ဘဲနဲ့တီဘောစော်ဝါဖြစ်တယ်ဆိုတာကိုရန်ကုန်ကနေတီဘောကိုကျမတို့ပြန်နဲ့ခီးမှာတီခွင်ရခဲ့ပါလေကျမတီဘောမျိုးကိုရောက်တဲ့အခါမှာလည်းမဟာဒေဝီဖြစ်တော်မယ်ဆိုတာကိုအဲ့ဒီအချိန်ကျမသူအသိပေးခဲ့တယ်လေကျမမှတ်မိသလားတီဘောကိုမပြန်ရင်ရန်ကုန်တိမ်ကြီးစေးမှာဗမာလုံချီနဲ့ဖက်နှက်တွေကိုကျမကိုသူဝယ်ပေးခဲ့တယ်ကျမတို့တော့တီဘောမျိုးကို ရောက်ခဲ့တဲ့အခါမှာတော့တိတ်ပြီးပျော်စရာကောင်းခဲ့ပါလေ။ကျမခင်မွန်းဟာစော်ဝါးကြီးဖြစ်ပေမဲ့သူ့စိတ်ထဲမှာလွတ်လပ်ရေးနဲ့ဒီမိုကရေစီရေးကိုတိတ်သဘောကျတာတွေ့ခဲ့ရတယ်လေ။ သူဟာအမေရိကန်ပြည်ထောင်စုမှာ၄နှစ်နေထိုင်ခဲ့ပြီးတော့ဩစတြေးလျနိုင်ငံသူဖြစ်တဲ့ကျမနဲ့အိမ်အောင်ကြခဲ့တာတော့မှကျမခင်မုန်းဟာသူ့တိုင်းပြည်ကိုချစ်တဲ့စိတ်အပြည့်ရှိနေသူပါဘာလို့လဲဆိုတော့ကျမခင်မုန်းစော်ဘာစကြဆိုင်ကသူ့တီဘောကိုရောက်တဲ့အခါမှာဗမာပြည်လွတ်လပ်ရေးနဲ့ဒီမိုကရေစီရေးအတွက်ပဲအလုပ်လုပ်မယ်လို့ပြောပြီးတော့အခြေခံဒီမိုကရေစီရပိုင်ခွင့်တွေကိုသူ့အလုပ်လုပ်ပေးခဲ့တယ်လေဒါကြောင့်ကျမလည်းကျမခင်မုန်းစော်ဘာကြီးကိုပါရမီဖြည့်ဖက်ဖြင့်အကူအညီပေးခဲ့ပါတယ် ဟုတ်တယ်တခြားဖီကပြီးတော့ကျမဟုတ်တယ်အချင်းတိဘဆော်ဆော်ဝါဆော်ဂျက်စ်ပြောပြပြောပြတယ်ချင်တော့ဟုတ်တယ်တိဘကိုရောက်တဲ့အခါမှာအဲ့ဒီလွတ်လပ်ရေးအတွက်ပြီးတော့ဒီမိုကရေစီအတွက်ပဲအလုံးလုံးမှာပါဒါကြောင့်ပြီးတော့ပြီးတော့အချင်းမှာပဲဟုတ်တယ်တိတ်ပြီးတော့အခုနေတယ်တိဘမှာနေခဲ့တော့အကြောင်းနေရောနည်းနည်းတော့ပြပြပြပါလား ဒီဘောမှာတိတ်ပြတော့ပြောဆရာကောင်းတယ်ဒါပဲ say is say so in ဟုတ်ကဲ့တီဘောမျိုးကတိတ်ပျော်စရာကောင်းတယ်လေတီဘောကျမဆိုရင်တီဘောမျိုးကိုတိတ်တိရရရှင်အခုထိလည်းအရန်လွမ်းတာပဲကျမအဲ့ဒီမှာနေစင်တော့ကတောတွေကိုခဏခဏသွားခဲ့ရပါလေစော်ဘွားကတော့ဆိုရင်ဟော်နန်းတဲမှာပဲနေပြီးတော့ဘာမှလုပ်စရာမလိုဘူးလို့လူအများစုကထင်ကြတယ်လေတကယ်ကအဲ့လိုမဟုတ်ဘူးရှင်ကျမအလုပ်အများကြီးလုပ်ခဲ့ရပါလေကျမခင်မွန်စော်ဘွားကြီးကလည်းအများအကျိုးအတွက်အလုပ်တွေတော်တော်လေးလုပ်ပေးခဲ့ ူပါကျမနေခဲ့ဘူးတဲ့ရှမ်းပြည်ကဗမာပအိုပလောင်စတဲ့လူမျိုးစုံနေကြတယ်လေသူတို့အားလုံးတွေစော်ဝါကြီးကအလုပ်တွေအများကြီးလုပ်ပေးခဲ့တယ်ရှင်ကျမကလည်းသူ့ကိုအမြဲကူညီပေးခဲ့ပါတယ်စော်ဝါကြီးအလုပ်အများကြီးလုပ်ထားတယ်ပြီးတော့ကျမပဲကူညီတယ်မြန်မာပြည်မှာနေခဲ့စဉ်အချိန်ကာလမှာကြုံတွေ့ခဲ့ရတဲ့နိုင်ငံရေးအခြေအနေတွေကိုပြောပြပေးအောင် နိုင်ငံရေးအကြောင်းအချင်မဆိုရင်အင်္ဂလိပ်စကားပြောမယ်ဟုတ်လားအဲဒီလဆိုရင်ပမာဆိုရင်တချို့မမေတဲ့ချို့စကားမမေတော့ဘူး <laughs> <laughs> but uh, basically what we found that uh, I mean uh, for the politics What we found is that uh, the mistake uh, okay. started when we were there in the 1950s. That, အဲ့ဒီအချိန်ကမြန်မာပြည်နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့မတရားတာလေးတွေကိုတော့ကျွန်မတွေ့ခဲ့တယ်ရှင်။ဗမာအစိုးရဟာအာဏာကိုသူတို့လက်ဝင်မှာပဲဘ ഹു ပြုပြီးတော့ထိ ंछ ုပ်ဖို့တိတ်ကြိုးစားတာကိုတွေ့ခဲ့ရတယ်။အဲ့ဒီအချိန်တုန်းကဘ ഹു အစိုးရနဲ့တိုင်းနယ်ပြည်နယ်တွေကြားထဲမှာစစ်မှန်တဲ့အာဏာကန့်သက်ခွဲဝေမှုရှိကိုရှိရမယ်လို့စော်ဝါးကြီးနဲ့ကျွန်မယုံကြည်ခဲ့တယ်လေ။ ကျမဟာကျမကိုကျမမြန်မာနိုင်ငံထဲမှာရောက်နေတယ်လို့အဲ့ဒီချိန်ကအငြင်းထင်ခဲ့ပါတယ်။ဒါပေမဲ့တီဘောမြို့မှာကျမနေထိုင်နေတဲ့အချိန်မှာပဲကျမနဲ့အတူနေတဲ့မြို့သူမြို့သားတွေကနိုင်ငံခြားသွားကျင်တယ်လို့ပြောခဲ့မိတယ်။အဲ့ဒီခါသူတို့တွေကလေအမေရိကန်လားဂျာမနီလားမြန်မာပြည်လားလို့ကျမကိုမေးကြတယ်ရှင့်ကျမတိတ်ကိုအံဟောမိခဲ့တယ်ဒါတော့ကျမနေတဲ့တီဘောမြို့ဟာမန္တလေးနဲ့ မိုင်150လောက်ပဲဝေးရင်သူတို့တွေရဲ့ပြောဆိုပုံကိုကျမလေ့လာမိသလားမတူညီတဲ့လူမျိုးစုဖြစ်တဲ့သူတို့ဟာသူတို့ကိုသူတို့မမပြင်းနဲ့လက်တွဲလှုပ်ဆောင်မဲ့အုပ်စုတစုလို့သာ ခံယူထားကြပြီးတော့သူတို့ဟာဗမာပြည်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်လို့ရလုံးဝယူဆထားခဲ့သူတွေမဟုတ်ဘူးဆိုတော့သိကြလဲရှင်။ဦးနုဆိုရကလည်းဒါကိုလုံးဝလက်မခံခဲ့ဘူးလေ။သူမကခိုင်မာတဲ့စစ်တပ်နောက်ခံနဲ့အဲ့ဒီချိန်လုံးကကြော်ငိမ့်တို့ဗတ်ဆွေတို့လည်းရှိနေသေးတယ်လေ။အဲ့ဒီချိန်လုံးကလေးကသူတို့ရဲ့အုပ်ချုပ်မှုစနစ်ကအလုပ်ဖြစ်မယ်လို့ကျမတခါမှမခံစားခဲ့ရဘူးလေ။ဘာလို့လဲဆိုတော့ဒီတိုင်းရင်းသားလူမျိုးစုတွေဖြစ်တဲ့ပြည်ရင်ချင်းရှမ်းအပါဝင်တခြားလူမျိုးစုတွေအတွက်ထိုက်တန်တဲ့ကို ပိုင်အုပ်ချုပ်ခွင့်တွေလုပ်ပိုင်ခွင့်တွေမပေးထားတော့စစ်မှန်တဲ့ပြည်တော်စုရှိဖို့ဆိုတာယုံကြည်ဖို့ခက်လာလေသူတို့ဟာသူတို့ရဲ့အာဏာတည်မြဲဖို့အတွက်တိုင်းရင်းသားလူမျိုးစုတွေကိုအခုလိုမျိုးတုတ်တင်ရှင်းလင်းတာမျိုးကတော့အဖြစ်တင်မှုလို့ထင်နေရှင်။ကျမခင်မွန်တီဘောစော်ပါကြီးကသူတို့ရဲ့အဲ့ဒီစနစ်ကိုလုံးဝသဘောမတူခဲ့ဘူးလေ။ဒါကြောင့်ဆရာနာရှင်တွေဘက်ကကျမခင်မွန်စော်ပါကြီးကိုတိတ်ကိုမုန်းပြီးခဲ့တယ်လေ။ ဒါနဲ့ပဲအဲ့ဒီအချိန်တုန်းကအာနာလက်ဝဲကင်ထားတဲ့ဘိုးချုပ်နေဝင်တဲ့ဘိုးချုပ်စင်ရင်တို့ကကျမခင်မွန်တီဘောစော်ဘွားကိုတက်ပြစ်လိုက်ကြတယ်လေကျမခင်မွန်စော်ဘွားကြီးကသူ့ရဲ့စနစ်ကိုလက်မခံနိုင်ခဲ့တာရင်သူ့ရဲ့ယုံကြည်ချက်ပြင်းထန်မှုတွေကြောင့်သူတို့နဲ့ထိတိုက်တွေ့တယ်လို့ဖြစ်ခဲ့ရတာကိုကျမခင်မွန်ကရှမ်းပြည်နယ်သားမကကချင်ကရင်နဲ့ပိုင်းရင်းသားလူနည်းစုတွေကိုပါနောက်နာကတ်မှာပြောရေးဆိုခွင့်လုပ်ပိုင်ခွင့်နဲ့ရှိနိုင်အောင်တောင်းဆိုပေးခဲ့တယ်သူလေ စစ်တပ်ကသူ့ရဲ့လုံဆောင်ချက်တွေကိုမနှိမ့်ညို့ခဲ့တော့ရန်သူဖြစ်ခဲ့ရပြီပေါ့အခုကောကြည့်လေအငိမ့်စားယူထားတယ်ဆိုတော့ဘိုးကျုံမူကြီးတန်းရွှင်နေသူ့လက်သက်စစ်အုပ်စုတွေကလည်းဒီအတိုင်းပဲဖြစ်နေကြတယ်လေ you know and uh, he was eh, 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 you know trying to please everybody but he said no this is not good for my people I want my people to, uh, and our people in Sipo State and uh, Shan State and same in the Kachin and Karen State, I want them to have a say in what's going to go on in their future. And the army did not like that. Uh, uh Dan Shui's uh, pre predecessors, they're all the same. They don't understand that people need their dignity, their freedom, and they need they need uh, to be uh, they would need to be treated like uh, the Banglong Agreement said they should be treated, you know. And then to take all that away from them, Rajang, the Bhamma Duhu, Sawajiva, Erios, and the Bhamma Duhu. So. ပဋိဒုထိုင်နေဝယ်ဆိုရင်သားတွေဟာသူတို့ရဲ့ဂုံတိတ်ခါနဲ့လွတ်လပ်ခွင့်ကိုအလိုရှိကြပါတယ်။ပြီးတော့ပင်လုံစာချုပ်သဘောတူညီချက်အတိုင်းသူတို့ကိုဆက်ဆံဖို့လိုလားကြတယ်လေ။ဒါကိုစစ်အစိုးရကနားမလည်ဘူးလို့ကျမတို့မြင်နေရှင်။စစ်အစိုးရရဲ့လုံဆောင်ပုံတွေကိုစော်ပါကြီးကတခြားတိုင်းရင်းသားလူမျိုးစုတွေပါသဘောမတူကြဘူးလေ။စစ်အစိုးရရဲ့ပြောဆိုချက်တွေပေါ်မှာလည်းတိုင်းရင်းသားတွေကလုံးဝယုံကြည်မရှိကြဘူး။ကျမရှမ်းပြည်ကိုမရောက်တာကြပါမယ်။အခုအချိန်ထိအဆက်အသွယ်ရှိနေပါတယ်။ ဆေးဆိုးရရဲ့တောင်းဆိုချက်တွေပေါ်မှာလဲတိုင်းသားတွေကလုံးဝယုံကြည်မရှိကြဘူးလေ။ ။ဘာလို့လဲဆိုတော့ကျမကရှမ်းပြည်ကိုမရောက်တာကြပေမဲ့အခုချိန်ထိအဆက်အသွယ်ရှိနေသေးလို့ပါ။ဒီစစ်အစိုးရနဲ့သူ့ရဲ့အပေါင်းပါတွေဒါဆက်ပြီးအုပ်ချုပ်နေဦးမယ်ဆိုရင်တော့တိုင်းရင်းသားတွေဟာသူ့ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေကိုဆက်ပြီးတော့လိုလားတောင်းတနေဦးမယ်လို့ကျမတော့ထင်တယ်။တိုင်းရင်းသားပြည်သူအများစုဟာသူ့တို့ကိုယ်ပိုင်လုပ်ပိုင်ခွင့်တွေကိုလိုလားကြတယ်လေ။သူတို့ဟာကိုယ်ပိုင်ယဉ်ကျေးမှုဘာသာစကားကိုလေးစားမှုနဲ့ကိုယ်ပိုင်အုပ်ချုပ်မှုပုံစံတွေကိုလိုလားပြီးတော့စစ်အစိုးရအပေါင်းပါတစုရဲ့အခွင့်အရေးမဲ့လုပ်ရစီမင်းတွေက ူးဘယ်လို့မှသူတို့ကတော့လိုက်နာမှာမဟုတ်ပါဘူးစမဟာဘယ်အရာမှမမြဲဘူးလို့ယုံကြည်ထားသူပါသူတို့ဟာဘယ်တော့မှအမှန်ကိုပြောမဲ့သူတွေမဟုတ်တဲ့အတွက်ချက်စီရတော့အမတန်ကောင်းပါတယ်စော်ဘာကြီးကိုတက်ပြခဲ့တာကိုလည်းသူတို့ဒီနေ့ထိတာဝန်ယူကြဘူးလေချမချမရဲ့သူကတိတ်မုန်းတာပဲဖြစ်လို့ they don't say the truth they are really ချက်စီရကောင်းတယ်သူတို့အဲတာဝန်မယူချင်မှုအဲ့ဒီ सौवा ची गु टापे तेगने अथि सैन तु ताव मयू ते ओ हि जस्टिस प्याउ तो बेगो तो प्याउ तो मीर तावे सौवा ची तौ थे ना लु एरे हरें ने खया ने खचे ने पमा अम्या जीवे प्याउ तो ။စပွားရေးနဲ့ပတ်သက်ပြီးတော့နောက်ထပ်ဘာတွေကြားရရှိသေးလဲခင်ဗျာ။အာကျွန်မရဲ့သမီးနှစ်တိုင်းနှစ်တိုင်းသူစားရေးနေတယ်အဲ့ဒီပါဘောမူတန်တန်ရှင်နေမောင်ငိနေပါနေညာနေစင် what happened to to do ye ye နေ what happened to our father ဒီကနေ့အတီသူ စစ်အစိုးရကအခုထိဒီကိစ္စကိုဝန်မခံဘူးလေကျမရဲ့သမီးတွေကလည်းနှစ်တိုင်းဘိုးချုပ်တန်းရွှေနဲ့ဘိုးချုပ်မောင်ကြီးစီကိုသူတို့ဖေဖာဖြစ်ခဲ့တယ်လေဆိုတာစာရေးပြီးမင်းမြဲနေခဲ့ပါတယ် အခုဖြစ်ခဲ့တဲ့ကိစ္စဟာအနှစ်40ကျော်လောက်တော့ကြာခဲ့ပါပြီ။ဒါပေမဲ့အခုအချိန်ထိသူတို့ဘာမှပြင်မဖြေသေးဘူးလေ။သူတို့တွေဟာသူတို့လုပ်ခဲ့တဲ့အကုသိုလ်အကျိုးတွေကိုခံစားကြရမှာပါ။ကျမဟာဗုဒ္ဓဘာသာဝင်တယောက်ဖြစ်လို့ဒါကိုယုံကြည်ပါတယ်။အခုစစ်အစိုးရကတိတ်ကိုလောပါကြည့်ပြီးတော့သူတို့အတွက်ပဲသူတို့ကြည့်ကြတဲ့လူတွေလေ။ but uh, man so and uh, they are really cowards ကျမပဲပို့တော့ပါတော့မယ်ပြီးတော့အဲ့ဒီအဲ့ဒီကုသိုလ်ဆိုရင် I believe in သူတို့အခုစစ်တာဆိုရင်သူတို့လောဘကြီးတယ်ဒါပဲ they do things for themselves လူကြီးအတွက်သူတို့သူတို့ပါနေညာနေပေးနေတယ်ဘာလူငယ်အတွက်သူတို့တာဝန်မယူဘူးကုနီပမပေးဘူး 1962ခုနှစ်မှာဒီဗိုလ်ချုပ်ကြီးနေဝင်တော်လိုင်းကောင်စီကတိုင်းပြည်ကိုအာဏာသိမ်းတော့တိုင်းရင်းသားတွေကဒီမြန်မာပြည်ကနေပြီးတော့တီးခြားခွဲထွက်ခြင်းနဲ့ဆိုတဲ့အကြောင်းကိုသူကပြတယ်လေဆိုတော့တီဘောစပွားကြီးရောမြန်မာပြည်ကနေပြီးတော့တီးခြားခွဲထွက်ခြင်းနဲ့လို့ပြောတာမျိုးကြားဘူးပါလားခင်ဗျ No no yes i know but he he had he did not want it to separate he wanted it to be a strong federal ကျမသိတယ်လို့ဆိုဆော်ဘာကြီးကမြန်မာပြည်ကနေတီးကြခွဲထွက်ခြင်းနဲ့ဆန္ဒရှိတယ်လို့တခါမှမကြားဘူးရှင်ဘာလို့လဲဆိုတော့ ကျမခင်မုန်းကခိုင်မာတဲ့ပြည်အောင်စုမြန်မာနိုင်ငံထဲကရှမ်းပြည်တစ်ခုဖြစ်တာနေချင်တဲ့သဘောရှိတယ်လေ။ကျမကိစ္စတစ်ခု ပြောပြမယ်ရှင်။ဘာလို့လဲဆိုတော့ရှမ်းပြည်နယ်ထဲကလူမျိုးစုတစ်ခုကစော်ဘွားကြီးကိုလာတွေ့ပြီးတော့ခွဲထွက်ရေးအတွက်ခေါင်းဆောင်ပေးဖို့တောင်းဆိုခဲ့ဘူးရယ်လေ။ဒါပေမဲ့စော်ဘွားကြီးက1948ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာအခြေခံဥပဒေကိုလိုက်နာပါမယ်လို့တစ္ဆာကတိကျိန်ဆိုခဲ့ပြီးပြီလို့သူကပြောခဲ့တယ်လေ။ ဒီအိဗေဟာသူ့ခွဲမထွက်ဘူးဆိုတဲ့သဘောပါပဲ။သူကရှမ်းပြည်နယ်ကိုမမပြည်တဲ့ကပြည်နယ်တစ်ခုဖြစ်တာနေစေချင်ပြီးတော့အရင်ကဆောက်ရွက်ထဲမှာသာသဘောတူညီခဲ့တဲ့လုပ်ပိုင်ခွင့်အာဏာကိုအပြစ်မှတကယ်ရဖို့လိုလားနေခဲ့တဲ့သူလေ။ပြီးတော့သူက ရှမ်းပြည်နယ်ကိုဖက်ဒရယ်အုပ်ချုပ်မှုပုံစံ လိုက်နာစေနိုင်မဲ့လုပ်ပိုင်ခွင့်သာလိုလားခဲ့တာလေ။ကျမသူ့ကိုကောင်းကောင်းနားလည်ပါလေ။သူဟာလုံးဝလွတ်လပ်ခွင့်ဘယ်တော့မှမလိုချင်ခဲ့ပါဘူး။ ဒါပေမဲ့စစ်အစိုးရဟာမြန်မာပြည်သူအပါအဝင် တိုင်းရင်းသားလူမျိုးစုတွေကိုအလွန်ဆိုးဝါးစွာဆက်ဆံနေတဲ့အခုအချိန်လေးမျိုးကိုသူတွေ့ခဲ့ရင်တော့ကိုပိုင်လွတ်လပ်ရေးရယူဖို့အချိန်တန်ပြီလို့သူပြောလာခဲ့မှသိကြပါတယ်။အဲ့ဒီလိုသူပြောလာခဲ့ရင်လည်းကျမအံ့ဩမှာမဟုတ်ပါဘူး။အဲ့ဒီအချိန်တုန်းကကိုပိုင်လွတ်လပ်ရေးရဖို့သူလုပ်မယ်ဆိုတဲ့စိတ်ကူးမျိုးမရှိခဲ့ဘူးဆိုတာကျမရရဲ့ကြီးအာမခံပါတယ်။အဲ့ဒါက1962ခုဝင်းကျင်နောက်တုန်းကလေဒီလိုစော်ပါကြီးသူ့တိုင်းရင်းသားတွေအတွက် မမမမရက်တည်ပြီးတော့ပြည်သူတွေထိခိုက်မယ်အဲ့လိုအုပ်ချုပ်မှုစနစ်ကိုမြင်းဆိုခဲ့တာကိုဥနေဝင်းအစိုးရကအထိတ်တလန့်ဖြစ်ခဲ့ဟန်တူပါတယ်ရှင်။ဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်ကဘယ်သူကမှစစ်တဲ့အလိုကိုစန့်ကျင်ပြီးတော့မပြောရဲကြဘူးလေ။ကျမခင်မောတီဘောစော်ဘာစကြဆိုင်ကရိုးသားစွာနဲ့အမှန်တွေကို ပြောပြီးတော့စစ်အစိုးရကိုရင်ဆိုင်ခဲ့ပါတယ်ရှင်။ and that's what Nevin probably was afraid of. ဗိုလ်ချုပ်ကြီးနေဝင်ရဒီတီဘောစဝိုင်းကိုဘာလို့မကြိုက်တာလဲခင်ဗျအတူပဲ it was all along တခါကဗိုလ်ချုပ်နေဝင်ကဗိုလ်ချုပ်ချစ်မြိုင်ကိုလှုပ်ပြီးတော့စစ်တပ်အတွက်ပွဲလန်းသဘင်တစ်ခုလှုပ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။တီဘောစဝါကတော့ဗိုလ်ချုပ်ပွဲနဲ့တီဘောပွဲနှစ်ခုကိုပဲတစောင်းမုံးလာမှာသူ့ပြည်သူတွေအတွက်ကျင်းပပေးလေးရှိတယ်လေ။ တခြားပွဲလန်းသဘင်တွေကိုလှုပ်ပေးဖို့ဆန္ဒမရှိပါဘူး။ဒါပေမဲ့စစ်တပ်ကတော့ပွဲလန်းသဘင်တွေလှုပ်ခိုင်းပြီးတော့အဲ့ဒီကရလာတဲ့ငွေကြေးတွေကိုအလိုရှိတယ်လို့ပြောလာပါတယ်။တီဘောဆော်ဝါကပြည်သူတွေကိုသူ့အတွက်ရောစစ်တပ်အတွက်ပါငွေကြေးကုန်ကြတာမလိုလားဘူးလို့ပြောခဲ့ပါတယ်။ကျမခင်မွန်တီဘောဆော်ဝါဟာပွဲလန်းသဘင်ကရတဲ့ငွေတွေကို ကိုဂျိုးအတွက်တခါမှအသုံးမချခဲ့ပါဘူး The World Software Foundation နဲ့ပညာသင်စုတွေအတွက်တော့သူအသုံးချခဲ့ပါတယ်တခါကတော့ The World Software ကလွှတ်တော်တက်ဖို့ရန်ကုန်မြို့ကိုသွားခဲ့တယ်လေကျွန်မလည်းသူနဲ့အတူ The World ကနေလာရှို့လေးစိတ်ကတဆင့်ရန်ကုန်ကိုထွက်ခွာဖို့လုပ်ခဲ့ပါတယ်အဲ့ဒီချိန်တုန်းကဗိုလ်ချုပ်ချစ်မြိုင်ကကျမခင်မွန်တီဘောဆော်ဝါနဲ့ ခရီးအတူတူသွားရမှာကိုကြောက်ရွံ့တယ်လို့ပြောခဲ့တယ်သူလေစော်ဝါကြီးနဲ့သူတို့ကွဲပြားတဲ့အချက်ကတော့ကျမခင်မွန်းစော်ဝါကြီးကသူ့ပြည်သူတွေအတွက်ဆိုလို့ရှိရင်သူ့အသက်တောင်ပေးဖို့ဝင်မလေးတဲ့သူပါကျမအမြင်ပြောရရင်တော့အဲ့ဒီချိန်ကလေးကအာဏာပိုင်တွေဟာသူတို့အာဏာတည်မြဲရေးအတွက်သူတို့လက်အောက်ငယ်သားပြည်သူတွေကိုညှဉ်းပန်းနှိပ်စက်တပ်ဖြတ်တာကိုထိုင်ကြည့်နေဖို့ဝင်လေးတဲ့သူတွေမဟုတ်ပါဘူးအဲ့ဒီအတွက်အများကြီးပြန်ပေးဆက်ရမယ်လို့ကျမယုံပါတယ်အဲ့ဒါကြောင့်မို့သူတို့လစ်လူရှိမှုတွေအများကြီးရှိခဲ့လေသူတို့ရဲ့လောက်ရက်တွေအတွက်တစ်ချိန်မှ တို့ပြန်ပေးဆက်ရလိမ့်မယ်လို့ကျမယုံကြည်ပါတယ်။တို့နောင်ဘဝမှာချိန်သေးဝင့်လည်မှာပါ။ပြည်သူလူထုကတော့ခွင့်လွတ်ကောင်းခွင့်လွတ်ပါလိမ့်မယ်။ကျမအံ့ဩမိတာကအဲ့လိုရက်ဆက်တက်တဲ့ထိပ်ပိုင်းဆိုင်ရာအာဏာပိုင်တွေတိတ်များနေတာကိုပါ။ရာလူမရှိတဲ့လက်အောင်ငယ်သားစစ်သားတွေအတွက်ကတော့ကျမစိတ်မကောင်းပါဘူး။အဲ့ဒီချိန်လုံးတွေကထိပ်ပိုင်းဆိုင်ရာအရာရှိတွေဟာလက်အောင်ငယ်သားစစ်သားတွေကိုအနိုင်ကျင့်တက်ဖြတ်တဲ့ကိစ္စတွေလည်းရှိတယ်လေ။ သူတို့ရဲ့လူခွင့်ရေးချိုးဖောက်မှုတွေကတော့အခုချိန်ထိကိုပြောလို့မကုန်နိုင်ပါဘူး။ဒါကြောင့်သူတို့ရဲ့အဲ့ဒီလောက်ရတွေကိုစုံစမ်းစစ်ဆေးဖို့ကျွန်မညှော်လင့်ပါတယ်။ဒီဘောဆော်ဘွားကြီးဟာဒီအမေရိကန်မှာပညာသင်နေ။နောက်ဒီပွဲရတဲ့အခါမှာမြန်မာပြည်ကိုပြန်နေဆိုတော့ဒီဒေတာဖွံ့ဖြိုးရေးအတွက်ပေါ့နော်။အာဘလူးကိစ္စတွေကိုဆောင်ရွက်မယ်လို့ပြောတာကြားဘူးပါလေခင်ဗျ။အော်အဲ့ဒီအဲ့ဒီအခါမှာတိတ်ပြီးတော့ပြောစရာကောင်းတာပဲ။ ကျမရဲ့အရှင်စင်တတိယရာအရောက်တဲ့အခါမှာစင်လူအဲအဲ့ဒီပရှန်နဲ့တနူနဲ့ပမာဒီပမာနေတဲ့လူစင်တနူပမာလူမျိုးအလုံးစီစီလုံးလုံးနေကြတယ်လေတယောက်နဲ့တယောက်အခုညီပေးဖို့လဲ ပြောစရာတော့မလိုပါဘူးကျမတို့တွေအားလုံးဟာမိဘမဲ့ကလေးတွေတက်ကြီးရွယ်အိုတွေကိုအဲ့ဒီအချိန်ကအတူတူကူညီပေးခဲ့ကြပါတယ်ကျမတို့ဟာမိသားစုတွေပါပဲအချင်းချင်းလေးစားတဲ့စိတ်အပြည့်အဝလည်းရှိကြတယ်လေကျမတို့တော့1954နဲ့1962ခုကြာကာလမှာတိတ်ကိုပြောစရာကောင်းခဲ့တဲ့အချိန်တွေပဲဖြစ်ခဲ့ပါတယ်1962နောက်ပိုင်းမှာတော့စစ်တပ်ရဲ့လက်အောက်မှာအားလုံးပြောင်းလဲခဲ့ပါတယ်ကြောက်စရာကောင်းလာတဲ့အချိန်တွေလည်းဖြစ်ခဲ့ပါတယ် စော်ဘာကြီးအသက်ခံရတာကိုကျမအခုချိန်ထိမယုံနိုင်သေးဘူးလေအဲ့ဒီချိန်တုန်းကကျမယောက်ျားစော်ဘာကြီးကိုသူတို့တက်လိုက်ကြတဲ့အဖြစ်ကိုကျမချက်ချင်းမယုံနိုင်ခဲ့ဘူးလေဘေးရင်ဆရာတယောက်ကိုတွားမိတော့မန္တလေးထောင်မှာအကျဉ်းကျနေတယ်လို့သူကပြောတယ်နောက်ဘေးရင်ဆရာတယောက်ကိုတွားမိတော့စော်ဘာကြီးအသက်ခံလိုက်ရတယ်လို့ဟောလိုက်ပြန်ပါတယ်ကျမကိုကျမမယုံနိုင်ဘူးလေအဲ့ဒီချိန်တွေတုန်းကစစ်တပ်လာပြီဆိုရင် ကျမမပြောတော့ဘူးရှင့် ဲ့ဒီမှာနေတော့ကဘောကျုပ်ပွဲကိုလည်းသွားတယ်အဲ့ဒီပွဲမှာဆိုရင်ကလာကော ပလောင်ကောပုပ်ဥကောတရုတ်ကောအားလုံးလာကြတယ်လေအားလုံးကလည်းချစ်ချစ်ခင်ခင်နဲ့နေကြပြန်တယ်နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ဘာရီမန်လုပ်မယ်လို့ပြောတာကြဘူးပါလေ Well he wanted to to have ကျမခင်မွန်စောဝါကြီးကပြည်နယ်မှာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိစေချင်တယ်လေ ဘာကြောင့်လဲဆိုတော့သူကတပ်ထုတွင်အင်ဂျင်နီယာတယောက်ဖြစ်ပြီးတော့ပြည်내တွင်မှာဓာတ်တပ်ထုတူဖော်မှုလုပ်ငန်းတွေအများကြီးလုပ်เสียရှိနေခဲ့လို့ပါ။ သူမှာပြည်သူတွေအတွက်အစီအစဉ်တွေအများကြီးရှိပါတယ်။များသောအားဖြင့်တော့စီးပွားရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်မယ့်အစီအစဉ်တွေပါပဲ။နိုင်ငံရေးအနေနဲ့ကတော့တို့တွေအာဏာကိုဆွန့်လွတ်မှဖြစ်မယ်လို့သူမကြာခဏပြောလို့ရှိပါတယ်။ဒါကြောင့်လဲဆိုတော့ကောင်းတဲ့စော်ဘွားတွေရှိတယ်လို့မကောင်းတဲ့စော်ဘွားတွေလည်းရှိနေလို့လေ။စော်ဘွားကြီးကအဲ့ဒီတုန်းကတိမ်နီနဲ့မိုင်းရန်နဲ့တီဘောနဲ့စတဲ့ရှမ်းပြည်တွေကိုအစိတ်စိတ်မှောင်မှောင်ကွဲနေမဲ့အစားလွတ်တော်မှာကိုစားပြုနိုင် င်နဲ့ရှမ်းပြည်နယ်ကြီးတစ်ခုကိုဖြစ်စေခြင်းရယ်လေစော်ဘွားကြီးကသူ့ပိုင်ဆိုင်တဲ့လင်းကြီးအားလုံးကိုပြည်သူတွေအုံပြုတဲ့အခါသူ့ကိုအခွင့်အရေးပေးနေရတာကိုလည်းသူမနစ်မြှုပ်ခဲ့ဘူးလေ ဒါကြောင့်သူကသူပိုင်ဆိုင်တဲ့မြေတွေကိုပြည်သူတွေနေထိုင်အသုံးပြုနိုင်ဖို့ခွဲဝေပေးပြီးတော့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာဖို့လည်းဆောင်ရွက်ခဲ့ပါတယ်။ဒီဘောမှာကျမနေခဲ့စဉ်ကကျမအတွက်တော့တိတ်ကိုပြောစရာကောင်းခဲ့ပါတယ်။ဗမာစကားနဲ့ရှမ်းစကားတက်အောင်လည်းအားလုံးကကျမကိုဝိုင်းတင်နေကြကြတယ်လေ။သမီးနှစ်ယောက်ကိုလည်းဒီဘောခေါ်နှန်းထဲမှာပဲမွေးဖွားခဲ့တာပါ။ဘုံကြီးเจ้าကိုလည်းကျမသွားခဲ့ပါတယ်။ကမထန်းကိုလည်းကျမထိုင်ခဲ့တယ်လေ။ Miss အင်းကစာချင်းအနေနဲ့ဒီတိဘောစပွားကြီးနဲ့မြန်မာပြည်ကိုလိုက်သွားတဲ့အခါကျတော့ဒီမြန်မာပြည်မှာပဲတသက်လုံးနေမယ်လို့စဉ်းစားခဲ့ဘူးလား Yes yes uh, I I really expected to live in Burma forever ကျမဗမာပြည်မှာတသက်လုံးနေဖို့ဆန္ဒရှိခဲ့ပါတယ်။ကော်လိုရာဒိုတက္ကသိုလ်ကစော်ဝါးကြီးကိုအလုပ်အခွင့်အလမ်းတွေအတွက်ပြန်လာဖို့တောင်းဆိုလာတဲ့အချိန်မှာတော့သူကကျမကိုပြန်သွားခြင်းလားလို့မေးခဲ့တယ်လေ။သူပြန်မသွားခြင်းဘူးဆိုတာကျမသိပါတယ်။ ကျမကလည်းဗမာပြည်ကိုခင်တွယ်သူမို့ကျမအိမ်လိုယူဆထားတာကြောင့်ပြန်မသွားဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ကျမရဲ့ဆန္ဒကအဲ့ဒီမှာပဲတစ်သလုံးနေသွားခြင်းခဲ့တာပါ။1962ခုနှစ်မှာတော့ကျမဘဝအတွက်တကယ့်ကို တုံ့လောက်ခြောက်ခြားစရာ ဖြစ်ခဲ့ရပါတယ်။ဒါကြောင့်1964ခုနှစ်မှာကျမဗမာပြည်ထဲကနေထွက်လာခဲ့ပါတယ်။ဒီလို ကျမထွက်ခွာလာဖို့အတွက်စစ်တပ်ကခွင့်မပြုခဲ့ဘူးလေ။ဒါကြောင့်ကျမအခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ အဲ့ဒီအကြောင်းတွေအားလုံးကိုကျမစာအုပ်ထဲမှာရေးသားခဲ့တယ်လေ64အခက်ခဲတွေကြားရကကျမမိဘတွေစီကိုပြန်သွားခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းကျမအမေရိကန်ကိုရောက်ခဲ့ပြီးတော့ကျမယောက်ျားစော်ပါကြီးနဲ့အတူတူနေထိုင်ခဲ့မှုတဲ့ကော်လိုရာဒိုမှာပဲကျမနေခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီနေရာက စော်ပါကြီးနဲ့ကျမပျော်ရွှင်ခဲ့တဲ့နေရာဖြစ်နေလို့လေ ူကွယ်လွန်သွားပြီဆိုတာကိုသိခဲ့ပြီးတဲ့နောက်ကျမကလေးတွေကိုကြီးပြင်းလာအောင်စောင့်ရှောက်ဖို့တခုခုလုပ်မှ ဖြစ်မယ်လို့ဆုံးဖြတ်ပြီးတော့ကြောင်းပြန်တက်ခဲ့ပါတယ်။အဲ့နောက်မဟာဘွဲ့ကို ကျမရအောင်ယူခဲ့ပါတယ်။ခုနှစ်နှစ်ကြာပြီးတဲ့နောက်ပိုင်းမှာတော့ကျမနောက်အိမ်တော်ပြုခဲ့တယ်လေ။ကျမရဲ့နောက်အိမ်တော်ကလည်းရှမ်းပြည်နယ်ကလူတွေကိုကူညီဖို့စိတ်အားထက်သန်သူပါ။ and got uh, teaching degree got my master's degree အမေရိကကိုရောက်ပြီးမှရောဒီမြန်မာပြည်အတွက်အဲလှုပ်ဆောင်ပေးနေတာလေးတွေကိုပြပြပြောအောင်လူမယာအမယာကြီးအခုနေတယ်နော်နောက်ပြီးတော့မြန်မာပြည်သူတွေကိုကူညီဖို့ကျမ Twilight Over Burma ဆိုတဲ့စာအုပ်ကိုရေးခဲ့ပါတယ်အမေရိကန်မှာလူအများစုကဗမာပြည်အကြောင်းနဲ့စိုးရတဲ့စစ်အစိုးရကိုတိတ်အချမသိကြပါဘူး။ကျမစာအုပ်ထဲမှာအဲ့ဒီအကြောင်းတွေကိုသတိပြုမိအောင်ရေးသားခဲ့ပါတယ်။ နောက်တစ်ခုကကျမတို့မိသားစုအနေနဲ့နိုင်ငံရေးခေါ်လုံသူတွေကိုကျမတို့တက်နိုင်တဲ့လောက်ကိုကူညီဖို့စူးစမ်းနေပါတယ်။ဒါပေမဲ့ဘယ်တော့မှလုံလောက်တယ်ဆိုတာမရှိပါဘူး။ဆက်သူစန္ဒီစုဆိုပြီးတော့လေရှမ်းပြည်ကိုပြန်ပြီးအလုပ်လုပ်နိုင်တဲ့သူတွေကိုထောက်ပံ့တဲ့အစီအစဉ်တစ်ခုလည်းလှုပ်ဆောင်ထားပါတယ်။ကျမအမျိုးသားတက်နဲ့သမီးနှစ်ယောက်ကလည်းဒီကိစ္စအတွက်ကူညီပါတယ်။ကျမအခက်အခဲတွေ့နေတဲ့ပြည်သူတွေကိုနေတိုင်းမြေတားပို့ပါတယ်။ကျမလေအခက်အခဲဖြစ်နေတဲ့မြန်မာပြည်သူတွေကိုနေတိုင်းမြေတားပို့ပါတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်လောက်က Burma Lifeline Foundation ကိုကျွန်မတည်ထောင်ခဲ့ပါတယ်။အဲ့ဒီ foundation ကလှူဖို့အတွက်ပါ။လှူခြင်းနဲ့သူတွေစီကလည်းငွေလက်ခံပြီးတော့ပြန်လှူပေးပါတယ်။ထိုင်းတို့အိန္ဒိယတို့ဘက်ကသူတွေကိုလည်းတက်နိုင်သလောက်ကူညီပေးပါတယ်။လွန်ခဲ့တဲ့ဆယ်နှစ်တွင်ဒေါ်လာတန်းကျော်လှူခဲ့ပြီးပါပြီ။ကံမကောင်းစွာနဲ့ပဲအားလုံးကိုတော့မလှူနိုင်ခဲ့ပါဘူး။မြန်မာပြည်ကပြည်သူတွေအားလုံးအတွက်ကောနောက်ဒီတီဘောနယ်ကရှမ်းမြို့သားတွေစီကိုနှုတ်ဆက်စကားပြောပြပါဦးခင်ဗျာ။ ကျမရဲ့အခုအမေရိကန်ကိုရောက်တော့တရာပြီဒါကြောင့်ဗမာစကားတိတ်ပြောမလွယ်ဘူးတာလေးစင်နေကြလာမပြောတော့ဘူးဒါမဲ့ကျမကျမရဲ့စိတ်နေတိုင်းနေတိုင်းဒီဘုကောရောက်နေတယ်ပြီးတော့မြေတပိုးပြီးတော့အဲကျမဆိုရင် တွားနိုင်တယ်ဆိုရင်ချက်ချင်းတွားချင်တာပေါ့စိတ်စိတ်ဆိုရင်ဒီကောတခါမှအမှန်မှန်မရောက်ဘူးမြန်မာရဲ့စိတ်ပြီးတော့အားလုံးဒီမှာနေပါတယ်ပြီးတော့ကျမရဲ့နေတိုင်းအခုအခုဘာပိရှမ်းပိမဒုက္ခဖြစ်တဲ့တော့တိတ်ဒုက္ခဖြစ်နေတယ်စိတ္တဆိုရင်စိတ္တအစိုးရဆိုရင်မကောင်း အဲတိုင်းပြည်အတွက်မကောင်းဘူးဒါပေမဲ့တနေ့ဆိုရင်အားလုံးကောင်းလာမယ်တနေ့တဲ့စအာကိုရင်ဆိုရင်ပြီးတော့ကိုကိုတိုင်းရအာရှိတဲ့ဆိုရင်ပြောင်းသွားမှာပေါ့ဒါပဲစူတောင်းနေတယ် ពពីពីនងមិនតែក៏ធំក៏ខខឡាត់គេយ៉ាវិយ៉ាវិវ៉ានងក៏ដេលីម៉ាតាំងមូតក៏ខក៏គុកសឡៃឯសសុងមេតាគួនគួនទីពីនងអានអានយូមិនតែមិនបានងារអានពីទុក្ខមកយោទុក្ខពីមកយោវ៉ៃណេម៉ាក៏ឈានមកទេទេយោខក៏សុតង s i n s a k u a n k u a n w a i s a t i h e s a m l o l o m i h e a n g m a n a n g g a d h e c h a n m a k a b a k a b a p i n o n g m a n t a i m i h e a n g a n a n l u k s u k m a l i o a n k a h i t g o t i n